ဒီပထမဆုံးအမိုရင်းရဲ့ sporting တော့ဒီ attacking pattern ကိုကြည့်မယ်ဆိုရင်အရန်လဲ inbred ဖြစ်စရာကောင်းတယ်လို့ဒီ talent combination တွေကိုလည်းအများကြီးတွေ့ရတယ်ဗျာဒီခုနအခြေအနေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဗျာဒီ queen လဲပိုင်ဘောတယောက်ကဒီ other ball မှာ white lance ကိုဘောလုံးရောက်တာနဲ့ combination အတွက်ဒီ behind the run တွေမလုံးနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook မှာကြိုဆိုပါရစေ ကျွန်တော်ရှေ့ပြည်ရောမှာတော့ဗျာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ဒီဘလော့ကက်တစ်စုံမှာပန်တီထွေးချင်းမလုပ်နိုင်တဲ့အကြောင်းအရာကိုပြောခဲ့တယ်ဆိုတော့အဲ့မှာတော့အဓိကတော့ဝင်းဘက်တီးရဲ့အကြောင်းကိုပဲပြောထားတာဗျာဆိုတော့အမိုရင်းရဲ့စပော်တင်စပော်တင်တင်မှာတော့ကျွန်တော်ဒီစပော်တင်ရဲ့ဝင်းဘက်တီးကအမြဲတမ်းဒီဒီပါစုံမှာနေတယ်ပြီးမှဒီဒီပါတူအတက်ကိုသွားတယ်ဒါပေမဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ဝင်းဘက်တီးကကျွန်တော် အတင်းရဒီ traffic place စာယူဆိုတာ ਨੇ သူတို့က higher position မှာတက်ပြီးတော့နေရာယူတယ်ဆိုတော့အဓိကကွာခြားသွားတာတော့အဲ့ဒါပဲဆိုတော့အဲ့အရာတွေကိုမကြည့်ရသေးဘူးဆိုရင်တော့ shift video ကိုသွားပြီးတော့ကြည့်ဖို့ရကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့မှာတော့ဗျာကျွန်တော် Manchester United တင်ဒီ final တက်ဆုံမှာ penetration မလုပ်နိုင်တဲ့ပြဿနာကိုဒီ DB ကနေပြီးတော့ဒီတိုက်လောက်ထားတာလေးတွေကိုကျွန်တော်နည်းနည်းတော့သွားပြီးတော့ကြည့်လိုက်ရအောင် ို့တော့ဒီပထမဆုံးအမိုရင်းရဲ့ sporting တော့ဒီ attacking pattern ကိုကြည့်မယ်ဆိုရင်အရန်လဲ inbred ဖြစ်စရာကောင်းသလိုဒီ tandem combination တွေကိုလည်းအများကြီးတွေ့ရတယ်ဗျာဆိုတော့ပထမဆုံး DR ကို breakdown လုပ်ပြီးတော့ကြည့်ရမယ်ဆိုရင်ဘောလုံးကဒီ yaw press ကိုရောက်တဲ့အခါမှာသူ့ဘေးမှာကတော့မှအများကြီးက strong လုပ်ထားတာကိုတွေ့ရတယ်ဗျာဆိုတော့အဲ့လိုအများကြီးရှိနေတော့ကြတော့ဗျာဒီ quick combination အတွက်လည်းကောင်းသလိုမျိုးဒီ tandem run မှာလည်းသူတို့က multi pair အနေနဲ့ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာဆိုရင်လည်း patrol ကဒီ double bind box position ကနေပြီးတော့ yaw press ကိုပေးတယ် ဆိုတော့ပြီးတာနဲ့ဗျအဲ့လွတ်နေတဲ့စပီးကိုပြေးပြီးတော့ယူကရိန်းနဲ့ combination လုပ်တယ်ဗျာဆိုတော့အထက်ကဒီ sequence နှစ်ခုကိုကြည့်မယ်ဆိုရင်ဗျာ supporting ကွင်းလေကစားသမားတွေကဒီ variation အမျိုးမျိုးနဲ့တန်မှန်ရွှဲတွေလုံနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်နောက်ထပ်ဒီမှာဆိုရင်လည်းဂူးသွင်းသွားတဲ့သူကိုကြည့်မယ်ဆိုရင်ပထမဆုံးသူတို့က bat တစ်ချက်ပေးတယ်နောက်ထပ် bat တစ်ချက်ကိုတော့ဒီယူကရက်စီကိုပေးတယ်ဗျာဆိုတော့ယူကရက်ကနေပြီးတော့မှသူကဘောလုံးလက်ခံပြီးတော့ဂူးသွင်းသွားတယ် ။ဆိုတော့ဗျာ तू ကအဲ့ဒီပူတဲ့ချိန်မှာဗျာဒီယောကရက်စီကနေပြီးတော့ဘလုံးလက်ခံလို့ရအောင်ကဒီ order ဘုံမှာတောက်ချက် power run လောက်လာတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရတယ်။ဆိုတော့ဒီမှာဆိုရင်လည်းဒီယောကရက်က behind the run လောက်ပြီးတော့ xp ကိုအတက်လုပ်တယ်ဗျာ။ဆိုတော့ तू ဘလုံးရပြီဆိုတာနဲ့ကျန်တဲ့ကစားသမားတွေကဒီအတက်ငီလောက်ဖို့အတွက်ဘောက်ထဲကိုပြေးလာတာကိုတွေ့ရတယ်။ဆိုတော့ဒီမှာဆိုရင်လည်းဒီ corner က bad ball ကနေပြီးတော့ပဲ goal သွင်းယူသွားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ ။နောက်တစ်ခုဒီမှာကြည့်မယ်ဆိုရင်လည်းဗျာစပိုတင်ကစားသမား6ယောက်လောက်ကအနောက်မှာရှိနေတယ်။ဆိုတော့အဲ့ရနေပြီးတော့သူတို့ခေါင်းလိုက်လိုက်တဲ့ပေါ်တော့မှာဒီပိုလင်းဂျီစီကိုရောက်တဲ့အခါမှာဆိုရင်လည်းဒီသူ့ရဲ့ဘေးမှာကစားသမား3ယောက်လောက်ကဆရောင်းလုထားတာကိုတွေ့ရတယ်။ဒါမဲ့တကယ်တမ်းသူဘောလုံးကိုကန့်နေလိုက်တဲ့အခါမှာကျတော့ဒီကွဲ့လေပိုင်ပေါ်ကစားသမား2ယောက်ထဲကတယောက်ကကျတော့ဒီ behind run လုပ်ပြီးတော့သူ့ရဲ့အနောက်မှာရောက်သွားတာကိုတွေ့ရတယ်။ ဆိုတော့ဗျာဒီအမိုရင်းရဲ့လက်အောက်မှာစပူတင်ရဲ့ attacking pattern ကိုကြည့်မယ်ဆိုရင်ကျတော့သူတို့ကဒီ through ball တွေဓမ္မမဟုတ်ရင်လည်း after catch through ball တွေညာနေပြီးတော့ဂိုးတွေအများကြီးတွင်းနိုင်တာကိုကျွန်တော်တွေ့ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ United ရဲ့ဒီ attacking pattern ကိုကြည့်မယ်ဆိုရင်ကျတော့ဒီမှာ Bruno က CCC ကို through ball ပေးလို့ရတယ်ဗျာ။ဒါပေမဲ့သူကအဲ့အမျိုးမပေးဘဲနဲ့ square ball ပဲပေးခဲ့တယ်။ဒါပေမဲ့ဒီအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီ CCC ရဲ့ဘေးမှာ combination လုပ်ဖို့အတွက်ဒီ strong လုပ်ပေးထားတဲ့ကစားသမားတွေအများကြီးရှိမနေတာကိုကျွန်တော်တို့တွေ့ရတယ်။ နောက်တစ်ခုဒီမှာကြည့်မယ်ဆိုရင်လည်းဗျာဒီဘောလုံးကဝိုင်လန်းစီကိုတော့မရောက်ခဲ့ဘူး။ဒါပေမဲ့ဒီမှာကျွန်တော်အဓိကပြောချင်တာကဒီကာနာချိုရဲ့အာမတ်ရဲ့ဝိုင်လန်းတို့ရဲ့ပိုဇီရှင်ကအရန်ကြီးကိုဝေးလွန်တယ်ဗျာ။ဒီဝိုင်လန်းနဲ့အနီးဆုံးရှိနေတဲ့လူကိုကြည့်တော့လည်းဒါတော့ပဲရှိရယ်။ပြီးတော့ဗျာဒီကျွန်တော်တို့ရဲ့ဝင်းဘက်ကစားသမားနှစ်ယောက်လုံးကကွင်းလက်ပိုင်ပေါ်နှစ်ယောက်ရဲ့ရှေ့မှာအရန်ကြီးရောက်လုံးနေတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်အသင်းရဲ့ဆက်လက်ကကောင်းတယ်ဗျာ။ဒီနံပါတ်10ကစားသမားနှစ်ယောက်စလုံးကဒီဝိုင်လန်းရဲ့ဘေးမှာစတောင်းလုပ်ပေးထားတာကိုတွေ့ရတယ်။ဒါမဲ့ဒီတိုဗီโกလီယာကဒီဝိုင်လန်းစီကိုမပြေးဘဲနဲ့အနောက်ကိုပဲပြန်ပေးလိုက်တယ်။ ဒါပေမဲ့ဒီခုနအခြေအနေကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဗျာဒီကွင်းလေပိုင်ဘောတယောက်ကဒီ order ဘောမှာ white line စီကိုဘောလုံးရောက်တာနဲ့ combination အတွက်ဒီ behind the run တွေမလုံးနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဗျာဒီအခြေအနေတွေအားလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Manchester United အသင်းဒီ final တက်ဆုံမှာ penetration မလုံးနိုင်တာဘာကြောင့်လဲဆိုတော့ညီကိုကြီးလည်းရှင်းရှင်းလင်းလင်းတွေ့မယ်လို့တော့ကျွန်တော်ကထင်တယ်။ဆိုတော့ကျွန်တော်တို့ Manchester United အသင်းကလာမယ့်နှစ်မှာဆိုရင် Mifi အပြောင်းအလဲရလုပ်ရမယ်။ဟိုကွင်းလေမှာဆိုရင် ဒေဂျာဘောက်ကအဲရစ်စင်ထွက်မယ်ဗျာကက်စမီရိုထွက်မယ်ဟိုအချင်းနေမကောင်းဘူးဆိုရင်ဒီကိုဗင်မီနိုတောင်ပါသွားနိုင်တယ်ဆိုတော့ဗျာဒီစပိုတင်းမှာတော့ဟာသူတို့ရဲ့အတက်ကင်းပတ်တန်ကိုကြည့်မယ်ဆိုရင်ကွင်းလေကစားသမားတွေကကျွန်တော်ရှေ့မှာပြောသလိုပဲ variation အမျိုးမျိုးနဲ့ tournament run တွေလုပ်ပြီးတော့ဒီ tactic ကကစားသမားနဲ့ combination ကောင်းကောင်းလုပ်ပြီးတော့ဂိုးတွေသွင်းနိုင်တာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ Manchester United အတွက်ဒီလာမယ့်နှစ်မှာ common ကွင်းလေကစားသမားတွေထဲမှာဆိုရင်ဒါဒီ tournament run လုပ်နိုင်တဲ့ကစားသမားတွေဟိုအဓိကထားပြီးတော့ခေါ်ဖို့ရတယ်ဆိုတော့ညီကိုလိုအနေနဲ့ရောဗျာကျွန်တော် United နဲ့တင့်တော်မယ်ကွင်းလေကစားသမားတွေ ဝန်ကြီးကိုယ်တို့စိတ်ထဲမှာတွေးမိတဲ့သူမျိုးတွေရှိလားရှိတယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာဒီကစားသမားတွေကတော့ကျွန်တော်တို့ Manchester United တင်ကွင်းနဲ့ကိုက်ညီမယ်ဆိုတာမျိုးတွေလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကို join နေတဲ့တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်